ဒရုန်းရဲ့အထိရောက်ဆုံးနဲ့တိကျတဲ့ဒရုန်းတိုက်ခိုက်မှုတစ်ခုကိုလုံဆောင်နိုင်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာရုရှားရဲ့စစ်အင်အားရဲ့အချက်အခြာနေရာကိုထိမှန်ခဲ့ပြီးတော့ခံတပ်တစ်ခုကိုမြေပုံကနေဖျက်သိမ်းလိုက်ပါတယ်။ပြမကတော့ရုရှားရဲ့ Saratov ဒေသကလေကြောင်းစခန်းဖြစ်ပြီးတော့ဒါဟာပူတင်ရဲ့စစ်တပ်ပိုင်းစိတ်ယုံအတွက်အရေးပါတဲ့နေရာဖြစ်ပါတယ်။အခုတော့ဒီစခန်းကယူကရိန်းရဲ့ drone တွေနဲ့တိုက်ခိုက်ခံရပြီးမီးခိုးတွေထွက်နေပါပြီ။ဒီတိုက်ခိုက်မှုကြောင့်ရုရှားရဲ့အရေးပါတဲ့ပုံကျဲလေယာဉ်တွေပါပျက်စီးသွားနိုင်ပါတယ်။ မတ်လ20ရက်နေ့မှာ ABC News ကယူကရိန်းရဲ့ drone တိုက်ခိုက်မှုအကြောင်းကိုပထမဆုံးသတင်းထုတ်ပြန်ခဲ့ပါတယ်။ရုရှားအာဏာပိုင်တွေကယူကရိန်းရဲ့တိုက်ခိုက်မှုကိုအတိအမှတ်ပြုခဲ့ပါတယ်။သူတို့ရဲ့ပြမတ်ကတော့ Angle လေယာဉ်ကွင်းဖြစ်ပြီးတော့ယူကရိန်းနယ်စပ်ကနေ -180 အကွာမှာရှိပါတယ်။ ီလေရင်ခွေကရုရှားနယ်မြေအတွင်းပိုင်းမှာရှိပြီးပူတင်အတွက်စစ်ပွဲတစ်လျှောက်လုံးအရေးပါတဲ့နေရာ ဖြစ်ပါတယ်။ဒါဟာသူ့ရဲ့ဘုံကျဲလေရင်တွေနဲ့တိုက်လေရင်တွေအတွက်အခြေစိုက်စခန်းဖြစ်ပါတယ်။ဒါပေမဲ့အခုတော့ ရုရှားရဲ့စစ်ဗျူဟာအတွက်အရေးပါတဲ့ဒီနေရာကိုပြင်းပြင်းထန်ထန်ထိမှန်သွားပြီးဒီအကျိုးဆက်တွေကအရာအားလုံးပြောင်းလဲသွားစေနိုင်ပါတယ်။ယူကရိန်းကဒီလီယင်ကွင်းရဲ့အန်ဒီယေကိုကြားသိထားပါတယ်။ ABC ရဲ့သတင်းအရယူကရိန်းဟာဒီလီယင်ကွင်းကိုလွန်ခဲ့တဲ့3နှစ်အတွင်းအကြိမ်ကြိမ်တိုက်ခိုက်ခဲ့ပြီးမကြာသေးခင်ကလည်းတိုက်ခိုက်ခဲ့ပါတယ်။ ရိုက်တာစီရဲ့သတင်းအရ2025ခုနှစ်ဇန်နဝါရီလမှာဒီလီယင်ကွင်းကို ထောက်ပံ့ပေးတဲ့ရင်းနှံတူလောင်ယုံကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီးတော့မီးလောင်ကျွမ်းသွားစေခဲ့ပါတယ်။ဆာရာတော့ဒေတာအုပ်ချုပ်ရေးမှူးရိုမန်ဘူဆာဂင်ကသတင်းတောက်တွေကိုပြောပြခဲ့တာကတော့ရင်းနှံတူလောင်ယုံမီးလောင်မှုကိုနှိမ်သက်ဖို့ကြိုးစားရင်းရုရှားမိသက်သမား2ဦးသေဆုံးခဲ့ပါတယ်။ဘူဆာဂင်ကဒေတာကန်လူဦးရေ2သိန်းအထက်အရေးပေါ်အခြေအနေကြေညာခဲ့ရပါတယ်။ ယူကရိန်းစစ်တပ်ကလည်းဒီတိုက်ခိုက်မှုကိုချီးကျူးခဲ့ပြီး Telegram မှာဒီတိုက်ခိုက်မှုဟာရုရှားစစ်တပ်ရဲ့မဟာဗျူဟာမြောက်လေကြောင်းတပ်အတွက်ကြီးမားတဲ့ထောက်ပံ့ရေးပြဿနာတွေဖြစ်စေပြီးယူကရိန်းရဲ့ငြိမ်းချမ်းတဲ့မျိုးတွေနဲ့ပြည်သူအဆောက်အုံတွေကိုတိုက်ခိုက်နိုင်စွမ်းကိုတိတိတတ်တာရှော့ချပေးနိုင်တယ်လို့ပြောပါတယ်။ဇန်နဝါရီလတုန်းကတိုက်ခိုက်မှုကထိရောက်ခဲ့တယ်ဆိုရင်မတ်လ20ရက်နေ့ညမှာယူကရိန်းလုံးဆောင်နိုင်ခဲ့တာကပိုပြီးတော့တောင်မှထိရောက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုရဲ့အသေးစိတ်တွေကို key force ကနေပြီးတော့ရရှိပါတယ်သူတို့ပြောတာကတော့ယူကရိန်းဟာ Saratov နဲ့ Angel ကို2022ခုနှစ် February မှာ Putin ကယူကရိန်းကိုကျူးကျော်စစ်စတင်ကလေးကအကြီးမားဆုံး drone တိုက်ခိုက်မှုနဲ့တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်ဒီတိုက်ခိုက်မှုကြောင့် Angel လေယာဉ်ကွင်းမှာမိလာမှုဖြစ်ပွားခဲ့ပြီးတော့ အနီးအနားကဂျေးလက်ဒေသမှာနေထိုင်တဲ့ဝန်ထမ်းတွေနဲ့ပြည်သူတွေကိုရွှေ့ပြောင်းပေးခဲ့ရပါတယ်။ဒါကိုရိုမန်ဘူဆာဂင်ကပြောပြခဲ့ပါတယ်။ Astar Telegram line ကလည်းဒီတိုက်ခိုက်မှုရဲ့ဓာတ်ပုံတွေနဲ့ဗီဒီယိုတချို့ကိုဖော်ပြခဲ့ပါတယ်။ဓာတ်ပုံတွေမှာ angle စက်မှုဇုံကနေမီးခိုးတွေကောင်းကင်ကိုထောင်မှတ်နေတာကိုတွေ့ရပါတယ်။ဒါကယူကရိန်းရဲ့ drone တွေကတိုက်ရိုက်ထိမှန်မှုတွေရှိခဲ့တယ်လို့ဖော်ပြနေပါတယ်။ ဗီဒီယိုတိုလေးတစ်ခုမှလည်းမိခိုးတွေထွက်နေရကို angle မြို့သူတူကဒိုင်းရိုက်ရိုက်ကူးထားတာပါ Astar ကလည်း angle ရင်ခွေရဲ့အနီးနားမှာဒုတိယပောက်ခွဲမှုတွေကြားရတယ်လို့ဖော်ပြခဲ့ပါတယ်။ Jerry က Russia ရဲ့တံပိုးကြီးပစ္စည်းတွေကိုထိမှန်တဲ့ဒရုန်းတွေကြောင့်ဖြစ်နိုင်တယ်လို့လင်ရင်ခွေတွေကခဲယန်းတူလောင်ယုံကိုတိုက်ရိုက်ထိမှန်ပြီးပောက်ခွဲမှုတွေဖြစ်နိုင်ပါတယ်။ ဘူဆာကင်ကဒီဒရုန်းတိုက်ခိုက်မှုကိုစီရင်ပြတ်မှတ်ချက်ပြည်သူတွေကိုဥတီတိုက်ခိုက်တာလို့ဖော်ပြဖို့စ조사နေပါတယ်။ Saratov ဒေသအုပ်ချုပ်ရေးမှူးကယူကရိန်းရဲ့တိုက်ခိုက်မှုကြောင့်မြို့တွင်းကအိမ်30လောက်ဖျက်ဆီးခဲ့ပြီးတော့ကျောင်းတစ်ကျောင်းစိမ်းရုံတစ်ခုနဲ့မူကြိုကျောင်းနှစ်ခုလည်းထိခိုက်ခဲ့တယ်လို့ဆိုပါတယ်။ဒေသခံမီဒီယာတွေကလည်းသတင်းပေါက်တွေကွဲအနေနဲ့စိမ်းရုံရဲ့တပ်ပုံတွေကိုမျှဝေခဲ့ပါတယ်။ဘူဆာကင်က ပြည်သူနှစ်ဦးတရားရခဲ့တယ်လို့လည်းပြောပါတယ်။တယောက်ကဇေယုံမှာကုသမှုခံယူနေတဲ့အမျိုးသမီးဖြစ်ပါတယ်။ဒါအပြင်ဒီတိုက်ခိုက်မှုကရေနံတူလောင်ယုံကိုထိမှန်ခဲ့ပြီးမိလာမှုတသေးလေးတစ်ခုဖြစ်ပွားခဲ့ပါတယ်။ဒေသခံအကြောင်းတွေကိုလည်းပိတ်လိုက်ရပြီးဂျောင်းသားတွေကိုအွန်လိုင်းကနေပြင်ညာတင် जा ခိုင်းခဲ့ပါတယ်။ဒီအချက်တွေကဘလောက်မှန်ကန်တယ်လဲဆိုတာကိုတော့စောင့်ကြည့်ရအောင်ပါ။ဘူဇာကင်ကယူကရိန်းရဲ့တိုက်ခိုက်မှုကပြည်သူတွေကိုဥတီရလို့ဆိုနေတာကတန်တရားဖြစ်စရာပါ။ဘာလို့လဲဆိုတော့ ဒါဟာပူတင်ရဲ့ကျူးကျော်စစ်စတင်ကလေးကရုရှားသုံးခဲ့ပြီးတော့ငင်းဆန်ခဲ့တဲ့ပြူဟာတစ်ခုဖြစ်နေလို့ပါဆာရာတိုဖ်ဒေတာအုပ်ချုပ်ရေးမှူးကယူကရိန်းဟာရုရှားပြည်သူတွေကိုပြစ်မှတ်ထားတာမှာအပြစ်ရှိရလို့ပြောနေတာလားဒါမှမဟုတ်ယူကရိန်းရဲ့တိုက်ခိုက်မှုရဲ့တကယ့်အကျိုးသက်ရောက်မှုကိုအာရုံပြောင်းဖို့စူးစမ်းနေတာလား ABC ကလည်းဒီတိုက်ခိုက်မှုကရုရှားရဲ့ပြင်းထန်မျိုးစုံကို drone နဲ့တိုက်ခိုက်တဲ့လုံဆောင်ချက်ရဲ့အစိပ်ပိုင်းတစ်ခုလို့ဖော်ပြခဲ့ပါတယ်။ရုရှားမီဒီယာတွေက ရုရှားရဲ့လေကြောင်းလိုင်းကာကွယ်ရေးတပ်တွေကဒီတိုက်ခိုက်မှုအတွင်းယူကရိန်း drone 132စီးကိုပစ်ချခဲ့တယ်လို့ဆိုပါတယ်။အဲဒီတဲက94စီးက angle အပေါ်မှာပါ။ရုရှားကလည်းတစ်ချိန်တည်းမှာပဲလေကြောင်းတိုက်ခိုက်မှုတစ်ခုလုံးဆောင်ခဲ့ပါတယ်။ဒါကိုယူကရိန်းအာဏာပိုင်တွေကပြောပါတယ်။ယူကရိန်းမြို့တစ်မြို့ဖြစ်တဲ့ Kroponis ကို drone နဲ့တိုက်ခိုက်ခံရပြီးတော့မြို့ရင်းပေါက်ကွဲမှု30ခန့်ဖြစ်ပွားခဲ့ပါတယ်။ ခူဘီယန်စ်မြို့ကိုလည်းပြစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရပြီးတော့နိုင်ပိုင်းအတွင်းမှာဘုံအနည်းဆုံး20ခန့်ကျခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကြောင့်ပြည်သူတအူးသေဆုံးပြီးနောက်တအူးဒဏ်ရာရခဲ့ပါတယ်။စုစုပေါင်းရုရှားဟာယူကရိန်းကို drone 190တစီးပြစ်လုခဲ့ပြီးယူကရိန်းကတော့အဲ့ဒီဒေက85စီးကို လေကြောင်းကာကွယ်ရေးအင်အားနဲ့ပြစ်ချခဲ့ပြီး63စီးကတော့ပြန်တန်းရင်ပျက်စီးသွားတာကြောင့်ဘာအပျက်စီးမှမဖြစ်ခဲ့ပါဘူး။ ဒေတိုက်ခိုက်မှုတွေကိုတညရဲမှာလှုံ့ဆော်ခဲ့ပေမဲ့ယူကရိန်းနဲ့ရုရှားရဲ့တိုက်ခိုက်မှုတွေမှာတိတာတဲ့ကွာခြားချက်ရှိပါတယ်ယူကရိန်းအတွက်အန်ဂယ်လီယန်ခွင်းနဲ့ရေနံသုံးလောင်းယုံတွေကအထူးအပြစ်မှတ်ဖြစ်ပြီးဘူဆာကင်ပြောသလိုဆိုရင်ဗိထဆိုချိုအနေနဲ့ရှိခဲ့ပေမဲ့ဒါဟာမတော်တဆဖြစ်ခဲ့တာပါရုရှားကတော့ယူကရိန်းရဲ့စစ်ရေးပြစ်မှတ်တွေကိုမဟုတ်ဘဲမျိုးပြဧရိယာတွေကိုဥတီတိုက်ခိုက်ခဲ့ပါတယ်ပူတင်ကပြည်သူတွေနေထိုင်ရာမှာသိဆုံးမှုနဲ့ပျက်စီးမှုတွေအများဆုံးဖြစ်အောင်စူးစမ်းနေရပါ ယူကရိန်းရဲ့အင်ဂယ်တိုက်ခိုက်မှုကဒီရုရှားပြူဟာကိုထိထိရောက်ထုံးပြန်တာဖြစ်ပြီးဒါကြောင့်ဒီတိုက်ခိုက်မှုကအရှိပါတာလည်းဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုကရုရှားလီဒါကိုအင်ဂယ်မှာအားနည်းသွားစေခဲ့ပါတယ်။ရုရှားရဲ့အန္တရာယ်အရှိဆုံးလေယာဉ်နှစီးဖြစ်တဲ့ TU-160 နဲ့ TU-95MS ပုံကျဲလေယာဉ်တွေကိုတိတိယောက်ပြစ်ခတ်နိုင်ခဲ့ပါတယ်။ခဲယန်းတူလောင်ယုံနဲ့အန်ဂယ်ရေနန်တူလောင်ယုံကိုဖျက်ဆီးလိုက်တာကြောင့်ဒီပုံကျဲလေယာဉ်တွေဟာလေထဲပြန်သန်းနိုင်တယ်ဆိုရင်တောင်အသုံးမဝင်တော့ပါဘူး။ T160 ကိုနေထိုးက Black Jack လို့သတ်မှတ်ပြီးတော့သူဟာ Super Sonic အမြန်နှုန်းနဲ့ပြန်တန်းနိုင်တဲ့မဟာဗျူဟာမြောက်ဘုံကျဲလျင်ဖြစ်ပါတယ်။သူရဲ့ပထမဆုံးပြန်တန်းမှုကို1981ခုနှစ်ဒီဇင်ဘာလမှာလှုပ်ဆောင်ခဲ့ပြီး1989ခုနှစ်ဧပြီလမှာမှာ တရားဝင်စတင်အသုံးပြုခဲ့ပါတယ်။ရုရှားဟာဒီလရင်ကို36စီးတိစောက်ခဲ့ပြီးသစီးသစီးဆုံးရှုံးုံနဲ့ရန်သူတွေကိုဂုံးသိမ်းနိုင်စွမ်းတိတိတသာကြာဆင်းသွားစေပါတယ်။ပူတင်အတွက်ပိုဆိုးတာက TU-160 ကဆိုဗီယက်ခေတ်ကဘုံကျဲလျင်ဖြစ်ပြီးတော့အိုဟောင်းနေပါပြီ။ဒါကြောင့်ရုရှားတိစောက်ခဲ့တဲ့36စီးတဲ့က18စီးပဲအသုံးပြုနေတာဖြစ်ပါတယ်။ဒါကြောင့်အန်ဂယ်မှာဆုံးရှုံးမှုတွေဖြစ်ခဲ့ရင်ရုရှားအတွက်ကြီးမားတဲ့ထိခိုက်မှုဖြစ်စေပါတယ်။ရုရှားအတွက် TU-160 ရဲ့စွမ်းဆောင်ရည်တွေကိုဆုံးရှုံးရမှာဖြစ်ပါတယ်။ဒီလေရင်က နေနေညအချိန်မရွေးပြန်တန်းနိုင်ပြီးတော့နေသည့်ပထဝီဝင်လက်တီတူမှမစိုးလုံးဆောင်နိုင်စွမ်းရှိပါတယ်။ဒါအပြင်ဒါဟာနျူကလ িয়ার ပုံကျဲလျင်လည်းဖြစ်ပြီးတော့ရုရှားကဒါကိုရိုးရိုးလက်နက်တွေချိန်ချဖို့အတွက်အသုံးပြုနေခဲ့ပါတယ်။ TU-160 ကရုရှားရဲ့နျူကလ িয়ার စစ်ကောင်းပုံးတွေကိုပြစ်မှတ်စီကိုပို့ဆောင်ပေးနိုင်တဲ့အဓိကနည်းလမ်းတစ်ခုဖြစ်ပါတယ်။ဒါကြောင့်ဒီလေရင်တစည်းဆုံးရှုံးရုံနဲ့ပူတင်အတွက်ဘလောက်ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်စေနိုင်လဲဆိုတာသိတာထင်ရှားပါတယ်။ မရိကန်ရဲ့ B1B လေယာဉ်က TU160 နဲ့အနီးစပ်ဆုံးနမူနာဖြစ်ပါတယ်။အမေရိကန်ကယူကရိန်းရဲ့ဆိုဗီယက်ခေတ်တိုက်လေယာဉ်တွေနဲ့ဒီလေယာဉ်ကိုစီးရီးလေးချင်းမှုတွေမှာပေါင်းဆက်အသုံးပြုခဲ့ပူပါတယ်။ TU160 ကပုံမှန်အားဖြင့် KH55MS ဒုံးကြီးစက်နှလုံးကိုတင်ဆောင်နိုင်ပါတယ်။ဒီဒုံးကြီးတစ်လုံးစီကိုတာဘိုပန်ကတစ်လုံးနဲ့မောင်းနှင်ပြီး အများဆုံးအကွာအဝေးကမိုင်1864ဖြစ်ပါတယ်။ဒါဟာအန်ဂယ်ကနေယူကရိန်းမှာရှိတဲ့ဘယ်ပြစ်မှတ်ကိုမဆိုထိမှန်နိုင်ဖို့လုံလောက်တဲ့အကွာအဝေးပါ။ပူတင်ကနျူကလ িয়ার လမ်းကြောင်းကိုရွေးချယ်မယ်ဆိုရင်ဒီဒုံးကြီးတွေကိုကီလိုတန်200ရှိတဲ့စစ်ကောင်းဘုံနဲ့လက်နက်ဆင်ထားနိုင်ပါတယ်။ဒါဟာဘယ်မျိုးကိုမဆိုကြီးမားတဲ့ပျက်စီးမှု ဖြစ်စေနိုင်တဲ့စွမ်းအားဖြစ်ပါတယ်။ International Campaign to Abolish Nuclear Weapons အစိုးရ ီလိုတန်100ရှိတဲ့ဘုံတစ်လုံးကိုနယူးယောက်မြို့မှာချမယ်ဆိုရင်လူပေါင်း9,300ကျော်သိမ်းဆုံးနိုင်ပါတယ်။နယူးယောက်မြို့ကလူဦးရေတိတ်သေးပေမဲ့လည်းဒီစင်းစရားကနျူကလ িয়ার ဘုံတစ်လုံးရဲ့ဖြစ်စည်းမှုဘလောက်ဆိုးရွားနိုင်တယ်ဆိုတာကိုသဘောပေါက်စေပါတယ်။ TU160 ကအလွန်မြန်ဆန်ပါတယ်။ဒါဟာတနအီယို156မိုင်နှုန်းနဲ့မြင်တတ်နိုင်ပြီးတော့လေတိုင်းမြန်မာစွာရောက်ရှိသွားရင်အများဆုံးအမြန်နှုန်းက တနအီကို1389မိုင်အထိရောက်ရှိနိုင်ပါတယ်။ဒါဟာ match 2နဲ့နှီးဆက်ပါတယ်။ဒါပေမဲ့ပုံမှန်ပြန်သန်းနှုန်းကတော့တနအီကို996မိုင်ဖြစ်ပါတယ်။15နာရီကြာပြန်သန်းနိုင်တဲ့သက်တမ်းကိုထည့်သွင်းစဉ်းစားရင်ဒီမဟာပြွာမြောက်ဘုံကျဲလေရင်ဟာကြီးမားတဲ့စွာရှိပြီးလေထဲမှာကြာကြာနေနိုင်ကဒုံးကျည်တွေရဲ့အကွာဝေးကြောင့်ယူကရိန်းမှာရှိတဲ့ဘယ်ပြစ်မှတ်ကိုမစိုးတိုက်ခိုက်နိုင်ပါတယ်။ TU95MS ကလည်း NDA ရှိပါတယ်။ NATO ကဒါကို Barrage လို့သတ်မှတ်ပြီးတော့ TU95MS ဟာမဟာဗျူဟာမြောက်ဖုံးကျဲလျင်နဲ့ဒုံးကျည်တင်ဆောင်နိုင်တဲ့လျင်ဆိုတဲ့နှမျိုးသုံးနိုင်ပါတယ်။ဒါဟာရုရှားရဲ့ TU142 ရေကြောင်းစောင့်ကြည့်လျင်ထက်ပိုမိုကောင်းမွန်ပြီးတော့ရုရှားရဲ့အဟောင်း TU95 ဘာဖုံးကျဲလျင်တွေရဲ့ခင်မီပြောင်းလဲထားတဲ့ပုံစံဖြစ်ပါတယ်။ရုရှားမှာဒီလျင်တွေကိုအများကြီးမရှိပါဘူး။ 2016ခုနှစ်အစုံမှာမော်စကိုကဒီလေယာဉ်20ကိုပိုင်ဆိုင်ထားပြီး Air Force Technology အရ2040အထိအသုံးပြုနိုင်မယ်လို့မျှော်လင့်ထားပါတယ်။ဒါပေမဲ့ယူကရိန်းရဲ့ Angle တိုက်ခိုက်မှုအပြီးမှာတော့ဒီအချက်ကမှန်ကန်ခြင်းမှမှန်ကန်ပါလိမ့်မယ်။ခင်မီပြောင်းလဲထားရဆိုပေမဲ့2025ခုနှစ်စံနှုန်းနဲ့ကြည့်ရင်ခင်မီရလို့ပြောလို့မရပါဘူး။ TU95MS ရဲ့ရှေ့ပြီးပုံစံကို 1989ခုနှစ်စက်တင်ဘာလမှာပြီးစီးခဲ့ပြီးဒီဘုံကျဲလျင်ကို1982ခုနှစ်ကနေ1992ခုနှစ်အတွင်း series alike ထုတ်လုပ်ခဲ့ပါတယ်။ဟုတ်ပါတယ်။ဒါဟာပူတင်က2022ခုနှစ်မှာစတင်ခဲ့တဲ့ကျူးကျော်စစ်အတွက်တည်ဆောင်လာတဲ့နောက်ထပ်ဆိုဗီယက်ခေတ်လျင်တစည်းဖြစ်ပါတယ်။ဒါပေမဲ့ရုရှားဟာဒီလျင်ကို1982ခုနှစ်မှာလီတထဲစတင်အသုံးပြုပြီးကလေးကအဆင့်မြင့်တင်မှုတွေအများကြီးလှုပ်ဆောင်ခဲ့ပါတယ်။ ဥပမာ2014ခုနှစ်ဒီဇင်ဘာလမှာရုရှားလေကြောင်းအာဂါသကုမ္ပဏီ Tuvolev ကဒီလေယာဉ်ရဲ့ခင်မီပြောင်းလဲထားတဲ့ပုံစံနှစ်စီးကိုပေးပို့ခဲ့တာဖြစ်ပါတယ်။ယူကရိန်းကအန်ဂယ်ကိုနောက်ဆုံးတိုက်ခိုက်မှုမတိုင်ခင်မှာရုရှားရဲ့ဒီပုံစံ20ကိုရရှိခဲ့တာဖြစ်ပါတယ်။ Tu-95MS ကလေကြောင်းတိုက်ပွဲမှာ Tu-160 ထက်နည်းနည်းပိုဆွမ်းဆောင်နိုင်ပါတယ်။ ဒီလိုရင်မှာ GSH 23 mm 23ရှိတဲ့အလိုလျောက်အမြောက်တစုံတက်ဆင်ထားပြီးတော့ Jerry ကိုလေရင်ရဲ့နောက်ဖက်မှာတက်ဆင်ထားကဝင်လာတဲ့တိုက်လေရင်တွေနဲ့ဒုံးကျည်တွေကိုကာကွယ်ပေးနိုင်ပါတယ်။ဒီအမြောက်က10မိနစ်ကို KN 2400နုန်းနဲ့ဖြစ်ခတ်နိုင်ပါတယ်။ဒါပေမဲ့ Ukraine အတွက်အကြီးမားဆုံးအန်တီရဲကအမြောက်တွေမဟုတ်ပါဘူး။ TU95 MS ရဲ့ဒုံးကျည်တွေကပိုပြီးတော့စိုးရင်စရာကောင်းပါတယ်။ ဒီလေယာဉ်မှာရုရှားရဲ့ KH-15 cruise တုံးကြီး6လုံးပါရှိပြီးတော့ဇရီကို drum long ထဲမှာတင်ဆောင်ထားတာမိုင်ပေါင်း1553အကွာဝေးထိရောက်ရှိနိုင်ပါတယ်။ဒါကြောင့်ယူကရိန်းမှာရှိတဲ့မြို့တွေကိုထိထိရောက်တိုက်ခိုက်နိုင်ပါတယ်။ TU-95MS ရဲ့နောက်ထပ်ပုံစံတစ်ခုဖြစ်တဲ့ TU-95MS6 မှာ TU-1603 နဲ့ KH-55 ဒုံးကြီးတွေကိုတင်ဆောင်နိုင်ပါတယ်။ MS6 ပုံစံက ဒီဒုံးကြီး16လုံးအထိတင်ဆောင်နိုင်ပါတယ်။ဒါကြောင့် TU95MS က NDA အဓိကတစ်ခုဖြစ်ပါတယ်။ဒါအပြင်ဒီဘုံကျဲလင်ရင်မှာ SPS 160 Geron အနောက်ရှက်ပြီးစက်တစ်ခုပါရှိပြီးတော့ဒါကနောက်ဖက်အမြောက်တွင်နဲ့အတူ လေကြောင်း NDA တွေကနေကာကွယ်ပေးနိုင်ပါတယ်။ဒါကြောင့် TU95MS ကိုခေါင်းကင်ကနေပြစ်ချဖို့ခက်ခဲပါတယ်။ ရုရှားရဲ့ရှူတော့ကနေကြည့်မယ်ဆိုရင်ဒီလရင်ရဲ့အထူးကအားနည်းချက်က TU160 လောက်မြန်ဆန်ခြင်းရှိဘူးဆိုတာပါ TU95 MS ရဲ့အမြင့်ဆုံးအမြန်နှုန်းကဇန်နဝါရီ935မိုင်ဖြစ်ပြီးတော့ပုံမှန်ပြန်တန်းနှုန်းကတော့ဇန်နဝါရီကို341မိုင်ပါဒါပေမဲ့ဒီလရင်ကမိုင်6524ရှိတဲ့ပြန်တန်းအကွာအဝေးရဲ့ဒီအားနည်းချက်ကိုဖြည့်ဆည်းပေးပါတယ်ဒါကြောင့်ဒီဘုံကျဲလရင်ဟာယူကရိန်းနယ်မြေတဲကိုဝင်ရောက်ပြီး ဒုံးကြီးတွေသုံးမဟုတ်ဘုံတွေကိုခြထားနိုင်ပြီးတော့ angle စက္ကန့်ကိုစီပြည့်စရာမလိုပဲပြန်လာနိုင်ပါတယ်။ဒါပေမဲ့ယူကရိန်းရဲ့အောင်မြင်မှုက ရုရှားရဲ့အသေးပြောက်အများစီရဲ့ဘုံကျဲလေယာဉ်နှစ်စီးကိုမပြန်သန်းနိုင်အောင်လုပ်လိုက်တာထက်ပိုပါရင်ဒီဘုံကျဲလေယာဉ်တွေကိုမပြန်သန်းနိုင်အောင်လုပ်လိုက်တာနဲ့အတူယူကရိန်းမျိုးတွေကိုလိုက်ဘုံတွေချဖို့ရုရှားရဲ့စွမ်းဆောင်ရည်ကိုလည်းခန့်သက်လိုက်ပါရင်ရုရှားက2023ခုနှစ်မှာယူကရိန်းကို glide ဘုံတွေတုံးဖို့စတင်ခဲ့ပြီးတော့နောက်နှစ်မှာဒီဘုံတွေကိုပုံမအုံပြူလာခဲ့ပါတယ်။ဒီဘုံတွေကရိုးရှင်းပေမဲ့ယူကရိန်းရဲ့လေကြောင်းကာကွယ်ရေးစနစ်တွေကိုထိထိရောက်တိုက်ခိုက်နိုင်တယ်ဆိုတာသက်သေပြခဲ့ပါတယ်။ ဒီဘုံလေးကိုဆိုဗီယက်ခေတ်က FAB 1500နဲ့ FAB 500ဘုံလေးနဲ့ပြုတ်လုထားပြီးတော့အလေးချိန်ကတန်ချိန်တန်ခွေဖြစ်ပါတယ်။ရုရှားရဲ့နီလန်းကဒီဘုံလေးကိုပြင်မှတ်ကနေပြီးတော့မိုင်းယာချီအကွာဝေးကနေပြုတ်လုနိုင်ဖို့ထောက်ထားတဲ့အတောင်ပံတစုံတက်ဆင်ပေးထားတာပါ။ဒါကြောင့်ဒီဘုံလေးကလေထဲမှာပြင်မှတ်စီကိုရှုံးစင်းသွားပြီးတော့ပြင်မှတ်ကိုထိမှန်ပါတယ်။ဒီဘုံလေးကကဘာပေါ်မှာအတိအကျသုံးဘုံလေးမဟုတ်ပေမဲ့ ရုရှားသုံးတဲ့အကြောင်မှန်တွေမှာပုံမှန်ဂျူရုလမ်းညွန်စနစ်ပါရှိပြီးတော့ဘုံတွေကိုပုံမှန်လမ်းကြောင်းအတိုင်းသွားစီပါတယ်အတီးကြဆုံးဘုံတွေမဟုတ်ဘူးဆိုပေမဲ့လည်းဒီလိုတော့ရှိပါတယ်ဒါပေမဲ့ဒီဘုံတွေဟာမမှန်ကန်တဲ့အားနည်းချက်တွေကိုစက်နှစ်ချက်နဲ့ဖြည့်ဆည်းပေးပါတယ် ဒါတွေကတော့ဈေးပေါ်ပြီးပျက်စီးမှုများစေတာပါအတောင်ပံတစုံကိုရုရှားအတွက်ဒေါ်လာ2000ကနေ3000အတွင်းမဲ့ကုန်ကြပြီးဘုံတွေကတော့ဘာကုန်ကြငွေမှမရှိပါဘူး FAB တွေကရုရှားမှာအရင်ကတည်းကရှိနေပြီးသားဖြစ်တာကြောင့်ပူတရပူမိုစည်းကြီးတဲ့ဒုံးကြီးတွေနဲ့ညီများတဲ့အချိုးတရောက်မှုကိုဒီအတောင်ပံတွေနဲ့ရရှိနိုင်ပါတယ်။ Glide ဘုံတွေကအလွန်တိကျစွာထိမှန်ဖို့မလိုအပ်ပါဘူး။ FAB 500တလုံးမှာပောက်ကွဲစီတဲ့ပစ္စည်း440ပေါင်ပါရှိပြီးတော့ဒါဟာရုရှားရဲ့ 152မီလီမီတာရှိကြောက်ဖြူကြီးတွေ30စာနဲ့ညီမျှတာဖြစ်ပါတယ်။ glide ဘုံတွေကပြင်းမဲ့ကိုအတိအကျမထိမှန်ရင်တောင်သူတို့ထိမှန်တဲ့နေရာကိုမြေကြီးထဲမှာဂျိုင်ကြီးတစ်ခုဖြစ်သွားအောင်ပေါက်ကွဲစေနိုင်တဲ့အထိကိုကြီးမားတဲ့အစွမ်းအားရှိပါတယ်။ရုရှားကဒီကြောက်စရာကောင်းတဲ့လက်နက်တွေနဲ့ယူကရိန်းကိုတိုက်ခိုက်ခဲ့ပါတယ်။2024ခုနှစ်မတ်လတလရင်းမှာပဲပူတင်ကဒီဘုံတွေကိုအပြေအဝသုံးဖို့စတင်ခဲ့တဲ့အခါရုရှားကယူကရိန်းမျိုးတွေနဲ့စစ်ရေးအဆောက်အအုံတွေကို glide ဘုံ3000ချခဲ့ပါ ါတယ် United 24 Media အဆိုအရ2025ခုနှစ်ဖေဖော်ဝါရီလအဆုံးမှာရုရှားကယူကရိန်းကို glide ပုံ9100ချခဲ့ပြီးတော့စစ်ပွဲတစ်လျှောက်လုံးမှာတလောက်ကိုပြင်းပြ1416လုံးနှုန်းချခဲ့တာဖြစ်ပါတယ် Daniel Bell ကတော့ကုလသမဂ္ဂရဲ့ Ukraine လူအခွင့်အရေးစောင့်ကြည့်ရေးမစ်ရှင်ဦးဆောင်နေသူဖြစ်ပြီးတော့လေကြောင်းကလိုက်ဘုံတွေကရှေ့တန်းမြင်းတစ်လျှောက်ကပြည်သူတွေနဲ့မျိုးတွေအထွတ်ကို အကြီးမားဆုံးအန်တီရီတစ်ခုဖြစ်လာတယ်လို့ပြောပါရတယ်။ ဒါအပြင်ဒီဘုံတွေက2024ခုနှစ်မှာတည်ဆုံတဲ့ဒဏ်ရာရသူအရေအတွက်2023ခုနှစ်နဲ့ရှင်ရင်2023ခုနှစ်နဲ့2024ခုနှစ်ရှိရင်ပေါ့နော်30ရာခိုင်နှုန်းတိုးလာရတဲ့အဓိကအကြောင်းရင်းတစ်ခုလည်းဖြစ်ပါတယ်ရဲ့ HRMMU ရဲ့အဆိုအရ2024ခုနှစ်တနှစ်သေးမှာပဲရုရှားရဲ့ကလိုက်ဘုံတွေကြောင့်ယူကရိန်းပြည်သူ360တိုက်ဆုံးပြီး 1862ဦးဒဏ်ရာရခဲ့ပါတယ်။ဒီကနေ့နေ့က2023ခုနှစ်ကတည်ဆုံတဲ့ဒဏ်ရာရသူအရေအတွက်ထက်အသီးသီး3ဆနဲ့6ဆဒေါ်လာတာဖြစ်ပါတယ်။ပိုဆိုးတာက United 24ရဲ့အဆိုအရရုရှားရဲ့ Clive Bone ထုတ်လုပ်မှုကထုတ်ပြန်လာနေပါတယ်။ဘူတရဒီဘုံတွေကိုတစ်နှစ်ကို9500လုံးထုတ်လုပ်ဖို့စီစဉ်နေပြီးတော့ဒါဟာ2024ခုနှစ်ကထုတ်လုပ်မှုထက်90ရာခိုင်နှုန်းတိုးတာဖြစ်ပါတယ်။ဒါကြောင့် Ukraine ရဲ့ Angel Leyen Wing ကိုအောင်မြင်စွာတိုက်ခိုက်မှုကအရေးအကြီးပါတာပါ ဘာလို့လဲဆိုတော့ပူတင်ကဒီလေရင်ခွေးတွေကနေလိုက်ဘုံတွေကိုပြစ်လွတ်လိမ့်ရှိလို့ပါအင်ဂျီယာယူကရိန်းရဲ့စစ်မျက်နှာနဲ့နီးကပ်စွာရှိနေတာကြောင့်ဒီဘုံကျဲလေရင်တွေကယူကရိန်းရဲ့လေကြောင်းကာကွယ်ရေးစနစ်တွေရဲ့အန္တရာယ်တွေမဝင်ရပဲဒီကြောက်စရာကောင်းတဲ့လက်နက်တွေကိုပြစ်လွတ်နိုင်ပါတယ်။အင်ဂျီယိုဖျက်ဆီးလိုက်တာနဲ့အတူယူကရိန်းကပူတင်ရဲ့အဖျက်ဆီးအများဆုံးတိုက်ခိုက်မှုတွေရဲ့စတင်ရာနေရာတစ်ခုကိုဖျက်ဆီးလိုက်တာပါ။ဒီဘုံတွေကိုပြစ်လွတ်တဲ့လေရင်တွေကိုဖျက်ဆီးနိုင်ခဲ့ရင်ဒါဟာသတင်းကောင်းတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ကနအူးသတင်းတွေအရယူကရိန်းကအန်ဂယ်မာရှိခဲ့တဲ့ခဲယမ်းတူလောင်ရုံတစ်ခုကိုလည်းဖျက်ဆီးနိုင်ခဲ့ပုံရပါတယ်။ဒီတူလောင်ရုံတွေမှာဘယ်လက်နက်တွေကိုတူလောင်ထားမလဲဆိုတာခံမှန်းဖို့၃ချိန်လောက်မစင်းစားရပါဘူး။ Glide Bomb NDA ကိုရှော့ချနိုင်တာကယူကရိန်းအတွက်ရှေ့တန်းမျိုးစုံမှာကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်ပါတယ်။ ည်သူတွေသေဆုံးမှုအရေအတွက်ကိုကြည့်မယ်ဆိုရင်အန်ဂယ်ကိုယာယီဖြည့်ဆည်းနိုင်တာနဲ့အတူယူကရိန်းပြည်သူတွေကအနိုင်ငယ်စိတ်သက်သာရနိုင်ပါတယ်။ယူကရိန်းကရုရှားအတွင်းကအလားတူလေယာဉ်ခွေတွေကိုပြင်းထန်ထားတိုက်ခိုက်ဖို့ဒရုန်းတိုက်ခိုက်မှုတွေကိုမြင့်တင်မယ်ဆိုရင်သေဆုံးသူအရေအတွက်ပိုနည်းလာပါလိမ့်မယ်။စီရင်ရှည်တန်းမှာဆိုရင်လည်းအန်ဂယ်မှာရှိတဲ့အဓိကပစ္စည်းတွေကိုဖျက်ဆီးနိုင်တာကြောင့်ရှည်တန်းမြင်းပေါ်က ဖိအားတွေကိုရှော့ချနိုင်ပါတယ်ပူတင်ကယူကရိန်းရဲ့ပြည်သူအဆောက်အုံတွေကိုလိုက်ဘုံးနေနဲ့မပစ်ခတ်ဘူးဆိုရင်သူကယူကရိန်းရဲ့ခံတပ်တွေကိုဖျက်ဆီးဖို့ဒီဘုံးတွေကိုသုံးပါတယ်ဒီဘုံးတွေရဲ့အန်တီရဲကိုရှော့ချနိုင်တာကြောင့်ယူကရိန်းရဲ့မြေပြင်တပ်တွေဟာရုရှားတပ်တွေကိုပို့ပြီးတော့အာရုံစိုက်နိုင်ပါတယ်ဒီတိုက်ခိုက်မှုမှာမြေမြန်ဆက်ဆက်လုံဆောင်ဖို့လိုအပ်နေပါတယ်ယူကရိန်းကစစ်ပွဲတစ်လျှောက်လုံးလိုက်ဘုံပြဿနာကိုဖြေရှင်းဖို့ကြိုးစားနေခဲ့ပါတယ်။ဒီလနဲ့တည်းရဲ့ရိုးရှင်းတဲ့ဂျိုဒုလန်းညွန့်စနစ်တွေကြောင့် drone တွေနဲ့ cruise drone ကြီးတွေကိုလမ်းလွဲစီရနေတဲ့အနေနဲ့မနှောက်ရှက်နိုင်ပါဘူး။ဒီအချက်မှာ Russia flight ဘုံတွေရဲ့ရိုးရှင်းတဲ့သဘောသဘာဝကသူတို့ရဲ့အဓိကအားသာချက်တစ်ခုပဲဖြစ်ပါတယ်ရှင်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်။